အမေရိကန်ကရေမီမြို့တော်မှာရှိတဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်မှုတွေပြုလုပ်မတ်လ19ရက်မှာအမေရိကန်စစ်တပ်ဟာရေမီနိုင်ငံဆန်နာမြို့မှာရှိတဲ့ပြစ်မှတ်တွေကိုပြစ်ခတ်တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တယ်လို့ဟူတီလက်နက်ကိုင်အဖွဲ့ပိုင် AI Masarat TV Channel ကထုတ်ပြန်ပြောကြားခဲ့ပါတယ်ပင်လယ်နေအတွင်းသွာလာနေတဲ့ကုန်တင်သင်္ဘောတွေကိုအီရန်ကျောထောက်လောက်ခံပြုဟူတီလက်နက်ကိုင်အဖွဲ့ရဲ့ပြစ်မှတ်ထားတိုက်ခိုက်မှုတွေကိုလက်တော့ပြန်တဲ့အနေနဲ့ အမေရိကန်ရဲ့တိုက်ခိုက်မှုတွေထမ်းမှန်ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာဆန်နှမျိုးရဲ့လေဆိုင်နယ်နီးတဲ့ AI Jared Crane ကိုထိမှန်ခဲ့တယ်လို့လည်းသိရပါတယ်။ဒါအပြင်အမေရိကန်ရဲ့တိုက်ခိုက်မှုတွေဟာဆန်နှမျိုးမှာရှိတဲ့လူနေရပ်ကွက်တစ်ခုကိုလည်းထိမှန်ခဲ့ပြီးအနည်းဆုံးလူ၉ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တာဝန်ရှိသူတွေကပြောကြားခဲ့ပါတယ်။အမေရိကန်ဟာယီမင်နိုင်ငံတောင်ပိုင်း AI beta ပြည်နယ်မှာရှိတဲ့ဟူဒီလက်နက်ကိုင်အဖွဲ့ရဲ့စစ်ဘက်ဆိုင်းရနေရာတွေနဲ့စစ်လက်နက်ပစ္စည်းတိုးလောင်ရနေရာတွေကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့လည်းသိရပါတယ်။အမေရိကန်ဟာယီမင်နိုင်ငံမှာရှိတဲ့ဟူဒီလက်နက်ကိုင်အဖွဲ့ရဲ့ပိတ်မှတ်တွေကို ပြီးခဲ့တဲ့ရက်ပိုင်းမှာစတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးအနည်းဆုံးလူ30ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါပြင်အဲ့ဒီတိုက်ခိုက်မှုဟာဒေါ်နယ်ထရပ်က အမေရိကန်တမရအဖြစ်စတင်တာဝန်ယူပြီးနောက်ပိုင်းဟူတီလက်နက်ကိုင်အဖွဲ့ပေါ်လုံဆောင်ခဲ့တဲ့အမေရိကန်ရဲ့အကြီးမားဆုံးစစ်စင်ရေးတစ်ခုဖြစ်တယ်လို့လည်းသိရပါတယ်။မြန်မာကွန်ရက်သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ Like Share Subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်။